်တက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးကစာရွက်ပေါ်ကစီမံချက်လောက်နဲ့တာဝန်ကြီးလုပ်နေမယ်ဆိုရင်ဖွဲ့စည်းသည့်ဒီပူးပေါင်းဆောင်ရွက်မှုဂျိုတင်ဆောင်ရွက်မှုတွေမလုံလောက်ခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့တွေရဲ့စုချုပ်မှုပမာဏကြီးတဲ့ပုံကြီးကြီးမှန်းတာဒီရပိုင်းတွင်အယ်နီညိုတက်ရောက်မှုကြောင့်ရာသီဥတုဖောက်ပြန်တာတွေမြန်မာနိုင်ငံမှာဖြစ်ပေါ်လာနိုင်ပါတယ်။အချင်းဒီမျိုးမျိုးကြောင့်စားနပ်ရိက္ခာရှားပါမှုတွေကြုံတွေ့လာနိုင်ပါတယ်။မြန်မာပြည်ဟာဒီမိုကရေစီဖြူတော်နေချိန်အစိုးရတက်လာချိန်ဖြစ်တဲ့အတွက် စာနယ်ဧကရှားပါမှုကြောင့်နိုင်ငံရေးမတည်မငြိမ်မှုတွေကိုအပြစ်မခံနိုင်လို့အယံဆန်ထားရှိရေးဆိုကိုအဓိကဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။စံစဘာတွေနိုင်ငံသားကိုတင်ပို့ရောင်းချနေရကိုထိန်းချုပ်ဖို့ကောင်းမွန်တဲ့ policy တွေရှိဖို့လိုသလိုဒါလညိုနောက်ဆက်တွေရာသီဥတုဆိုးရွားမှုဟာရုတ်တရက်ဖြစ်လာတာမဟုတ်ဘဲကြိုတင်ပြင်ဆင်ကြရတဲ့အတွက်သက်ဆိုင်ရာဌာနတွေအနေနဲ့စာရွက်ပေါ်မှာစီမံချက်လောက်တာနေတော့မလုံလောက်တဲ့အကြောင်းဒေါက်တာလှမိုးကပြောပါတယ် ဆရာအနေနဲ့တော့ဒီအချိန်မှာအရေးပေါ် policy တစ်ခုကိုချမှတ်ပြီးတော့စံတဘာနိုင်ငံသားကိုထွက်နေတာနိုင်ငံသားကို export အနေနဲ့ပို့နေတာဒီအားလုံးကိုထိန်းချုပ်ထားတဲ့နေဆရာတို့မြန်မာအရန်စားကိစ္စနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံစံတဘာဘွဲချုပ်ရောဝန်ကြီးဌာနရောလွတ်တော်ကိုယ်စားလှယ်များပြည်သူလွတ်တော်အမျိုးသားလွတ်တော်ပြည်ထောင်စုလွတ်တော်တွေရောတိုင်းဒေသကြီးလွတ်တော်တွေရောစံတဘာရောင်းချနေတဲ့ကုန်သွယ်ပွဲစားနောက်နေဆက်စီပင်ဟုတ်တယ်နော်နေဆက်မှရှိတဲ့နေဆက်ကုန်သွယ်အဖွဲ့တွေရောအားလုံးကပူးပေါင်းဆောင်ရွက်မှာ ရမှာပါမပူပေါင်းလို့မရဆန္ဒပွဲချုပ်ကဘလို့ရန်စံပြည့်စုံပါလေပြောပြောအောက်လန်းကထွက်နေရတယ်ရဘုံကြီးရှိနေပဲအားလုံးသိပြီးသားပဲဒါတွေကတော့တိုင်းပြည်အရေးအတွက်တကယ်ကိုအလေးထားတယ်တကယ်ကိုတိုင်းပြည်ကိုချစ်တယ်ဆိုရင်ဒါအားလုံးပူပေါင်းဆောင်ရမှာရန်စံကိစ္စကိုအားလုံးဝိုင်းဝန်းလှုပ်ဆောင်ရမှာဖြစ်ပြီးဘလို့ပဲရန်စံပြည့်စုံပါလေလို့ပြောပြောအောက်လန်းကထွက်နေရတယ်ဒီဘုံကြီးရှိတဲ့အကြောင်းဒေါက်တာလှမိုးကပြောဆိုခဲ့ပါတယ်တရုတ်မြန်မာနယ်စပ်ကဆန်ယောင်းဝယ်ဖောက်ကားသူတွေစီကတည်ရတဲ့လောက်တော့ မြန်မာကနေတရုတ်ကိုတနည်းတန်းတစ်ထောင်နီးပါးနှစ်မကုန်ခင်အချိန်ထိတန်ကျင်၈သိန်းလောက်ပို့ဆောင်ပြီးပြီလို့လည်းချက်လက်တွေကတင်ပြခဲ့ပါတယ်။အရန်ဆန်ကိစ္စအတွက်စူးရနဲ့ညှိနှိုင်းထားပေမဲ့ဈေးကြီးလို့ဝယ်မရသေးတဲ့စူးရင်ကြရတွေလည်းရှိနေသေးတယ်လို့ပြောလာသူကဒေါက်တာစင်မြအေးပါ။ဒီရန်ဆန်တို့လာမှုအတွက်စံသမားအသင်းကနေပြီးတိုက်တော့နေအစိုးရ။စိုးရနဲ့တို့ညှိတဲ့တန်၂သိန်းနဲ့၅သိန်းအခုဝယ်လို့မရသေးဘူး။ဘာလို့ဈေးကြီးနေလို့ဈေးကြီးနေလို့ဝယ်လို့မရဘူးဆိုတာအဲဒါနဲ့စဉ်းစားတင်တာ။ တင်းဝတ်မရှိလို့မစင်စားလို့စံစပါးသင်းနဲ့ဘယ်လိုအချက်တွေကြောင့်ဒါဖြစ်နေလဲဒါတွေကိုသိတဲ့နဲ့အစိုးရအနေနဲ့လုပ်ပေးတဲ့နဲ့လွတ်တော်တိုက်တွန်းပေးတဲ့နဲ့